င်္ဂလာပါရှင်။ဘာမခိတိတရင်ဌာနကြီးထိတ်တန်းတရင်များကိုတင်ဆက်ပေးပါရမရှင်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့မြန်မာမှာရှိတဲ့ကြားဖြန့်တွေနှိမ့်နှင်းဖို့အမေရိကန်အထူးတပ်ဖွဲ့ဖွဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အမေရိကန်နိုင်ငံသားများကိုပြစ်မှတ်ထားတဲ့မြန်မာနိုင်ငံအတွင်းအခြေပြုစိုက်ပါလိမ်လည်မှုလုပ်ငန်းကြားဖြတ်နှိမ့်နှင်းရေးအထူးတပ်ဖွဲ့ဖြစ်သော Scan Center Strike Force ကိုဖွဲ့စည်းလိုက်ကြောင်းအမေရိကန်နိုင်ငံသားရေးဌာနကနိုဝင်ဘာ12ရက်ရက်စွဲဖြင့်ထုတ်ပြန်ခဲ့ပါတယ် အဆိုပါအထူးတပ်ဖွဲ့တွင် အမေရိကန်ရှစ်နေယုံတရားရေးဌာန၏ယာဇဝတ်မှုဌာနကွယ် Federal စုံစမ်းစစ်ဆေးရေးဘူရို FBI နှင့် American လွှတ်ဝတ် Agency USSS တို့ပါဝင်ပါသည်ရှင်းလင်းလင်းမှုစင်တာများသည့်အမေရိကန်နိုင်ငံသားများအပေါ်ကြီးမားသောတရားမှုကိုသိရှိလာသဖြင့်ရှင်းအဖွဲ့ကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ကမြန်မာကမ္ဘောဒီးယားနှင့်လာအိုနိုင်ငံများကိုအဓိကထားပြီးအရှိတောင်အရှာရှိအစိုးရဆုံးလင်းလင်းမှုစင်တာများနှင့်၎င်းတို့၏ခေါင်းဆောင်များကိုစုံစမ်းစစ်ဆေးခြင်း ဖြိုခွင်းခြင်းနဲ့တရားစွဲဆိုခြင်းများကိုအဓိကလှုံ့ဆော်သွားမည်ဖြစ်ပါတယ်။ထို့ပြင် Scan Center Strike for the American ဘဏ္ဍာရေးဝင်ကြီးဌာန၏နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးယုံ OFAC နိုင်ငံခြားရေးဌာနနှင့်အခြားအေဂျင်စီများနှင့်ပူးပေါင်း၍အစိုးရအတွက်ရရှိနိုင်သောနည်းလမ်းအလုံးကိုအသုံးပြု၍လိမ်လည်မှုစင်တာများကိုပိတ်ဆို့ခြင်း၊တင်စီခြင်းနှင့်လူပုဂ္ဂိုလ်များကိုရစဝတ်မှုဖြင့်တရားစွဲဆိုခြင်း၊လိမ်လည်သူများအသုံးမပြုနိုင်ရန်အမေရိကန်အခြေစိုက်အဆောက်အအုံများကိုလုံခြုံအောင်ပြုလုပ်ခြင်းတို့ကိုလည်းလှုံ့ဆော်သွားမည်ဟုဆိုထားပါသည်။ ဆက်လက်၍အများပြည်သူအားအသိပညာပေးခြင်းနှင့်အလိန်ခံရသူများကိုတချို့သောရောကြီးငွေများပြန်လည်ပေးခြင်းဖြင့်ပံ့ပိုးပေးခြင်းနှင့်ကာကွယ်ခြင်းတို့လှုပ်ဆောင်ရန်စီစဉ်ထားပါသည်မြန်မာနိုင်ငံရှိရာဇဝတ်ကွန်ရက်များ၏စုစုပေါင်းလေပတ်ငွေသည်အမေရိကန်ဒေါ်လာဘီလီယံနှင့်ချီရှိနေကလွန်ခဲ့သော၅နှစ်အတွင်းအမေရိကန်နိုင်ငံသားများထံမှဘီလီယံနှင့်ချီသောငွေများကိုခိုးယူခဲ့သည်ဟုလည်းထုတ်ပြန်ထားပါသည် ဆက်လက်ပြီးချက်ဖို့ပါတီကရွေးကောက်ပွဲအနိုင်ရရှိပြီးနောက်အစိုးရတက်ဖွဲ့စည်းလျင်လက်ရှိစစ်တပ်ကချမှတ်ထားသောနိုင်ငံရေး policy ကိုသာဆက်လက်ကျင့်သုံးသွားမည်ဟုခင်ယီပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ကျန်းဖို့ပါတီကရွေးကောက်ပွဲအနိုင်ရရှိပြီးနောက်အစိုးရတက်ဖွဲ့စည်းလျင်လက်ရှိစစ်တပ်ကချမှတ်ထားသောနိုင်ငံရေးလမ်းစဉ် policy အတိုင်းသာဆက်သွားမည်ဖြစ်ကြောင်းကျန်းဖို့ပါတီဥက္ကဋ္ဌခင်ကြီးကပြောဆိုလာကြောင်းကြံခိုင်ရေးပါတီသတင်းရင်းမြစ်ကပြောဆိုပါရယ်။နိုဝင်ဘာလ17ရက်နေ့နေပြီးတော့ရှိကျန်းဖို့ပါတီဌာနချုပ်တွင်ပြုလုပ်သော အောင်နိုင်ရေးခန်းနာတွင်လွှတ်တော်ကိုစလေလောင်းတချို့ကိုခင်ကြီးကလက်ရှိကြံ့ခိုင်ရေးပါတီကသွားမိမှုဝါဒရွေးကောက်ပွဲကြီးညာစာတမ်းနဲ့ပတ်သက်ပြီးပြန်လည်ရှင်းလင်းအသိပေးရာတွင်ထိုကဲ့သို့ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်မြန်မာနိုင်ငံ၏ဒီမိုကရေစီသည်စီကံပြေဝါသောဒီမိုကရေစီဖြစ်ရမည်ဖြစ်ပြီးစစ်တပ်ကစီကံပြေဝါသောဒီမိုကရေစီစနစ်ကိုစောင့်ကြပ်သူအဖြစ်ဆက်လက်ရှိနေမည်ဖြစ်ကြောင်းကျန်းဖို့ပါတီတွင်စစ်တပ်အပါဝင်ခိုင်မာသောအဖွဲ့အစည်းများ၏ထောက်ခံမှုရရှိထားကြောင်း တိုင်းပြည်အုပ်ချုပ်ရေးအတွေ့အကြုံကောင်းများရှိပြီးနိုင်ငံတိုးတက်အောင်လှုပ်ဆောင်နိုင်ခဲ့သည့် အုပ်ချုပ်မှုစွမ်းရည်ကောင်းများရှိကြောင်းလက်ရှိကျန်းဖို့ပါတီအနေဖြင့်စစ်တပ်ကချမှတ်ထားသောမူဝါဒနှင့်လမ်းစဉ်များအတိုင်းသာဆက်လက်ချီတက်သွားမည်ဖြစ်ပြီး2008ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီအုပ်ချုပ်သွားမည်ဟုခင်ကြီးကပြောဆိုခဲ့ကြောင်းသိရပါသည်။တက်မတော်ကမြန်မာနိုင်ငံရဲ့ Guardian of democracy အဖြစ်ဆက်ရှိနေမယ်။လက်ရှိတက်မတော်ကချမှတ်ထားတဲ့လမ်းစဉ်တွေအလုံးအတိုင်းဆက်သွားမယ်။မဲဆွယ်တဲ့နေရာမှာချမှတ်ထားတဲ့မူဝါဒနဲ့လမ်းစဉ်တွေအတိုင်းပဲမဲဆွယ်ဖို့မှားတယ်။ အစိုးရဖြစ်လာရင်လည်းလက်ရှိလမ်းစဉ်တွေအတိုင်းပဲချမှတ်ဆောင်ရွက်မယ်။ပါတီမှာအတွေ့အကြုံကောင်းတွေရှိတယ်။ခိုင်မာတဲ့အဖွဲ့အစည်းတွေရဲ့ထောက်ခံမှုရှိနေတယ်။ပြည်ခိုင်ပြိုးကပဲအနိုင်ရရမယ်လို့မှားတယ်ဟုကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်ကပြောဆိုပါရယ်။နိုင်ငံရေးလမ်းစဉ်များနဲ့ပတ်သက်ပြီး NLD ပါတီကိုကြံ့ဖို့ပါတီကရန်သူအဖြစ်သာသဘောထားပြီးပါတီတွင်သဘောထားတင်းမာသူအုပ်စုများက NLD ပါတီကိုအမြင့်ဖြတ်ရေးနှင့်ကြော့ပြန်မလာနိုင်ရေးကိုသာဆက်လက်ကင်ဆွဲထားကြောင်းသိရပါရယ်။ NLD ပါတီကိုတော့နောက်တစ်ကြိမ်ပြန်ပြီးရှင်သန်ခွင့်မပြုတော့ဘူးဆိုတဲ့သဘောထားကလက်ရှိတက်မတော်ရောပါတီမှရောရှိပါတယ်ဟုကြံခိုင်ရေးပါတီသတင်းကြီးမြစ်ကပြောဆိုပါတယ်။ရင်းအပြင်ခင်ကြီးကလွတ်တော်ကိုစလေလောင်ညအနေဖြင့်မိမိဤလုံခြုံရေးကိုအထူးသတိထားကြပြီးပါတီယုံများဤလုံခြုံရေးကိုလည်းအလေးထားကြရန်တတိပေးခဲ့ကြောင်းသိရှိရပါတယ်။စစ်တပ်ကဒီဇင်ဘာလ20ရက်နေ့ပြုလုပ်မဲ့ရွှေခေါက်ပွဲတွင်နိုင်ငံရေးပါတီ90ကျော်မှကိုစလေလောင်9000ကျော်ပါဝင်ရှင်ပြိုင်ကြမည်ဖြစ်ပြီးကျန်းဖို့ပါတီကအများဆုံးဖြစ်ကြောင်းသိရပါတယ်။ ကျန်းဖို့ပါတီကပြည်သူ့လွတ်တော်တွင်အမှတ်လောင်း265ဦးအမျိုးသားလွတ်တော်တွင်အမှတ်လောင်း156ဦးတိုင်းပြည်နယ်လွတ်တော်တွင်အမှတ်လောင်း969ဦးတိုင်းသားလူမျိုးစုလွတ်တော်တွင်28ဦးစုစုပေါင်းအမှတ်လောင်း1018ဦးပါဝင်ရှင်ပြိုင်ပြီဖြစ်ပါတယ်စစ်တိုက်အတုရောက်ရွေးကောက်ပွဲတွင်နိုင်ငံတော်ဝန်ရှင်ပြိုင်ပြီပါတီ6ပါတီနှင့်တိုင်းဒေသကြီးပြည်နယ်တစ်ခုအတွင်စီယုံမြိနိုင်ငံရေးပါတီ50ခုနှင့်တတိပုဂ္ဂလလွတ်တော်90လောက်များပါဝင်ကြောင်းသိရပါတယ်စစ်တိုက်အတုရောက်ရွေးကောက်ပွဲတွင်တိုင်းသားစီလုံးညီညွတ်ရေး ပါတီတဆညက96694ဦးတသက်ခိုင်ပြည်သူ့ရှေ့ဆောင်ပါတီ PPP က96682ဦးရှမ်းနှင့်တိုင်းဒေသများဒီမိုကရက်တစ်ပါတီကြားပြူပါတီက96584ဦးဥက္ကိုကိုကြီးဤပြည်သူ့ပါတီက96532ဦးတောင်သူလက်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက96428ဦးတိုင်းပြည်နယ်များတွင် ရှင်ပြိုင်မိဒေသဆိုင်ရာနိုင်ငံရေးပါတီ52ပါတီက96960ဦးတို့နှင့် တတိပုဂ္ဂလ96,95ဦးပါဝင်ရှင်းပြိုင်ကြမည်ဖြစ်ကြောင်းသိရပါတယ်။ NLD အစိုးရကဒီမိုကရေစီစနစ်ကိုရည်ရွယ်ချက် ရှိရှိဖျက်ဆီးခဲ့မှုကိုစစ်တပ်ကပြန်လည်တိဆောက်ပေးနေဟုအကြံဖတ်စော်မင်းထွန်းပြောပြန်နေဆိုတဲ့သတင်းကိုထင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ဒေါအောင်ဆန်းစုကြည်ဦးဆောင်သော NLD အစိုးရကဒီမိုကရေစီစနစ်ကိုရည်ရွယ်ချက်ရှိရှိဖျက်ဆီးခဲ့မှုကိုစစ်တပ်ကပြန်လည်တိဆောက်ပေးနေကြောင်းအကြံဖတ်စစ်တပ်ပြောရေးဆိုခွင့်ရှိသူအကြံဖတ်စော်မင်းထွန်းကပြောဆိုပြန်ပါတယ်။ရှင်နစ်စစ်တိုက်လက်ကင်တို့ဘွာရာဖြန့်သတင်းစာများမှတက်စင် အကြံဖတ်စော်မင်းထွန်းကထိုကဲ့သို့ပြောဆိုလာခြင်းဖြစ်ပါတယ်။ NLD အစိုးရနှင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က2020ရွေးကောက်ပွဲကျင်းပခဲ့တော့လေမဲပေးပိုင်ခွင့်ရှိသူဟာ38တန်းခန့်ရှိနေသည့်အနက်မဲမတမာမှုဖြစ်နိုင်သောအရေးအတွက်10တသမ4တန်းခန့်ရှိကြောင်းအစိုးရကိစ္စကိုဖြေရှင်းပေးရန်အကြိမ်ကြိမ်တောင်းဆိုခဲ့တော့လေလွတ်တော်ခေါ်ယူ၍အစိုးရဖွဲ့ရန်အတင်းအဓမ္မဆောင်ရွက်ခဲ့သည့်အတွက်စစ်တပ်ကအာဏာသိမ်းယူခဲ့ခြင်းဖြစ်ကြောင်း၎င်းကဆိုပါတယ် မင်းမတမာမှုဖြစ်ခဲ့တာကိုတရားနည်းလက်တကျဖြေရှင်းမပေးဘဲနိုင်ငံတော်အာဏာကိုအတ္တမနီနဲ့ရယူဖို့ကြိုးစားခဲ့တဲ့ NLD အစိုးရနဲ့သူတို့ဖွဲ့စည်းပေးထားတဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ကသာပြည်သူလူထုတရက်လုံးနဲ့နိုင်ငံတော်ရဲ့စစ်မှန်စည်းကမ်းပြေဝတဲ့ပါတီစုံဒီမိုကရေစီစနစ်ရှောက်လန်းမှုကိုကြီးရွယ်ချက်ရှိရှိဖျက်ဆီးခဲ့ခြင်းသာဖြစ်ပါတယ်။ပြည်သူတွေလိုလားတောင်းတခဲ့တဲ့ဒီလိုဖျက်ဆီးခံရတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုကျွန်တော်တို့ကဤစနစ်ကျစွာပြန်လည်တည်ဆောက်ပေးနေခြင်းဖြစ်ပါတယ်ဟုအကြံဖတ်စော်မေထွန်းကပြောဆိုပါတယ်။ လက်ရှိတွင်ရွေးကောက်ပွဲနှင့်ပတ်သက်၍ကွဲပြားခြားနားသောနိုင်ငံတကာတုံ့ပြန်မှုများရှိနေတော်လဲမိဖက်နိုင်ငံများကအတိမတ်ပြုထားကြောင်း၎င်းကဆက်လက်ပြောဆိုပါရယ်မြန်မာနိုင်ငံသားတွေရဲ့အနာဂတ်ကိုမြန်မာနိုင်ငံသားတွေကပဲဖန်တီးပိုင်ခွင့်ရှိပါရယ်မြန်မာအရေးကိုရွေးကောက်ပွဲမေးပေးတဲ့ကျွန်တော်တို့နိုင်ငံသားတွေကပဲအတိမတ်ပြုဆုံးဖြတ်ရပါမယ်ဒါဆိုရင်လုံလောက်နေပြီဖြစ်ပါတယ်ဟုအကြံဖတ်စော်မင်းထွန်းကပြောဆိုပါရယ်မြန်မာနိုင်ငံ၏ရွေးကောက်ပွဲအပေါ်ကွဲပြားခြားနားတဲ့နိုင်ငံတကာတုံ့ပြန်မှုများရှိနေတော်လဲမိဖက်နိုင်ငံများ၏ထောက်ခံမှုများကတော့အခိုင်အမာရရှိထားပြီးဖြစ်ကြောင်း မင်းမတမမှုများမရှိစေရန်ခင်မီနီးပညာသုံး MEVM စက်များကိုလည်းအသုံးပြုထားကြောင်းထို့ကြောင့်ရွေးကောက်ပွဲမှထွက်ပေါ်လာသည့်လွှတ်တော်ကဂုံတိတ်ခါရှိသည့်လွှတ်တော်တရအဖြစ်ကဘာကိုချပြနိုင်မည်ဖြစ်ကြောင်းစော်မင်းထွန်းကပြောဆိုသွားပါတယ်ဆက်လက်ပြီးမုံရွာမှာပေါ်တာဆွဲမှုပိုဆိုးလာပြီးတရထဲလူငယ်30ကျော်ဖမ်းဆီးခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်စကိုင်းတိုင်းမုံရွာမြို့ပေါ်မှာစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးမှုပုံမှုဆိုးရွားလာပြီးနိုဝင်ဘာ10ရက်ကတည်းကလူငယ်30ကျော်ဖမ်းဆီးခံလိုက်ရကြောင်းမြို့ကန်တွေကပြောပါရယ် မနေ့ကနိုဝင်ဘာ10ရက်ကမုံရွာမြို့ပေါ်မှာစစ်ကောင်စီတပ်ကအင်စီကားတွေနဲ့ပေါ်တာလိုက်ဆွဲခဲ့ရာညပိုင်းမှာတော့ဆက်မှုဆောင်ကနေအလုပ်ပြန်လာတဲ့အလုပ်သမား10ဦးတက်မနေပေါ်တာဆွဲဖမ်းဆီးခံလိုက်ရကြောင်းဒေသခံတွေကပြောပါရယ်ကားတွေနဲ့ပိတ်ရက်ပြီးဖမ်းတာ3ရက်လောက်ရှိပြီးတော်တော်ဆိုးတယ်ရရက်ဆက်ဆက်ကိုဆွဲတာညတွေအထိကိုဆွဲတာလို့မုံရွာမြို့ကန်တပ်ဦးကပြောပါရယ်အလားတူနေ့လယ်ပိုင်းကလည်းမုံရွာမြို့တမစိတ်တလမ်းဘက်မှာစိုက်တွင်းနဲ့လာတဲ့တာဖတ်သုံးဦးစလုံးအားစေုပ်စုကပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဒေသခံများကပြောပါရယ် တားဖတ်၃ယောက်ဘေးတွဲနဲ့လာတာဘိုးတော်ကြီးဆိုအသက်ကြီးပြီး၃ယောက်လုံးဖမ်းသွားတယ်လို့အခြားမုံရမျိုးကန်တအူကပြောပါတယ်။တမျိုးလုံးကိုမနက်ကနေညတိပေါ်တာပတ်ဆွဲနေတာကြောင့်မနေ့ကတရက်ထဲ30ကျော်ဖမ်းဆီးခံရပြီးအရေးအတွက်တိထက်ပိုများနိုင်ကြောင်းမျိုးကန်တွေကပြောပါတယ်။ဒီနေ့မနက်လေစစ်ကြောင်းထိုးနေတဲ့တာစီလမ်းပတ်မှာစစ်အုပ်စုကစိုက်တွဲသမားတွေကိုဖမ်းဆီးနေတယ်လို့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့သတင်းကြွတဆောင်းနိုင်ကာလမှာမုံရမျိုးမှလေးပျော်ပွဲရှင်ပွဲတွေလုပ်ပေးပြီးပွဲတော်အပြန်လူငယ်တွေကိုပေါ်တာဆွဲခဲ့ပါသေးတယ်။ ။ကြာပြင်ယခုနိုဝင်ဘာလအတွင်းမှာလည်းဈေးရောင်းပွဲတော်နဲ့စတိတ်ရှိုးပွဲတွေကိုပြုလုပ်ပေးပြီးပေါ်တာဆွဲဖို့စီစဉ်နေကြောင်းသတင်းရရှိပါရစေ။